မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပုံမှုချုပ်ချုပ်ထုံးအောင်ပြစ်ခတ်ခံရပြီးရင်နောက်တိုင်းဦးစီးချုပ်နေဒုတိယတိုင်းမှုတော့ခေါ်ယူစစ်ဆေးခံရပြီးဒုတိယစစ်ကောင်ဆောင်ပါရန်ကုန်ဆင်းလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်အငိမ့်စာပုံမှုချုပ်ချုပ်ထုံးအောင်ပြစ်ခတ်ခံရပြီးရင်နောက်ရန်ကုန်တိုင်းတိုင်းဦးစီးချုပ်နေဒုတိယတိုင်းမှုတော့ကိုနေပြည်တော်မှအမိန့်ဖြင့်ခေါ်ယူစစ်ဆေးမှုတွေပြုလုပ်နေကြောင်းသိရပါတယ်ရန်ကုန်တိုင်းတိုင်းဦးစီးချုပ်ပုံမှုကြီးတပ်ပိုင်းစော်ကိုလုံခြုံရေးပေါ်ရော့တယ်လို့ဆိုပြီးနေပြည်တော်မှအထက်ရရှိဘွဲကခေါ်ယူစစ်ဆေး းမှုတွေပြုလုပ်နေကြောင်းသိရပါတယ်။ပုံမှုချုပ်ချုံထုံအောင်ပြစ်ခတ်ခံရတာနဲ့ပတ်သက်ပြီးတိုင်းဦးစီချုပ်အစဉ်ကိုပါခေါ်ယူစစ်ဆေးတာတွေလုပ်နေတယ်။လုံချုံကြီးမြင့်နဲ့မယန်းကုန်းလိုနေရာမျိုးမှာဖြစ်သွားတာဆိုတော့အကုန်မျက်ခုံးလုံးနေကြတယ်။နေရောညပါရှန်ကုန်းမှာအစေအစေဖန်စီပူကြံလာတယ်လို့တပ်သတင်းအရင်းမြစ်တွေကပြောပါတယ်။ဒုတိယစစ်ကောင်ဆောင်ဒုတိယပေါ်တော်မူကြီးစုံဝင်ကလည်းပုံမှုချုပ်ဟောင်းချုပ်ထုံအောင်ကိစ္စနဲ့ပတ်သက်ပြီးရန်ကုန်ကိုရောက်ရှိလာခဲ့ပြီး၎င်းရောက်ရှိချိန်မှာတန်လင်းတဒါနီပုံဖောက်ခွဲခံရတဲ့အတွက်ရန်ကုန်တိုင်းတိုင်မှုကိုပေါ်ရော့တယ်လို့ဆို ိုပြီးခေါ်ယူစစ်ဆေးနေကြောင်းတပ်သတင်းရင်းမြစ်တွေစီကသိရပါဗျ။ တားပြည်ဒုတိယတိုင်းမူနေရာမှာပုံမကျုပ်ချို့ထွန်းနှုံဝင်းကိုပါဆက်လက်စစ်ဆေးသွားမှာဖြစ်ကြောင်းတပ်အတိုင်းဝိုင်းတွေကသတင်းတွေထွက်ပေါ်လျက်ရှိပါတယ်။မယန်းကုန်းမှာဖြစ်သွားခဲ့တဲ့ပြစ်ခတ်မှုအပြီးရန်ကုန်မြို့အတွင်းလုံခြုံရေးတင်းကျပ်ထားပြီးရှစ်မိုင်းစစ်မှုထမ်းဟောင်းရုံးအတွင်းမှာစစ်ကောင်စီရရှိများကိုခေါ်ယူစစ်ဆေးနေတာညအချိန်ထိအရေးဝတ်တင်နေပါခေါ်ယူစုဆောင်းထားနေကြောင်းတတိယအရင်းမြစ်တွေစီကသိရပါတယ်။ဒုတိယစစ်ကောင်ဆောင်ကိုတိုင်းနေပြည်တော်မှာရန်ကုန်ကိုရောက်ရှိလာပြီးပို့ချုပ်ချို့ထုံးအောင်မိသားစုဝင်တွေနဲ့တွေ့ဆုံအားပေးမှုတွေပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့မီးမောင်လိုက်ဤရှက်ရန်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ပြည်သူများရွေးချယ်တင်မြှောက်ထားတဲ့အစိုးရလက်ထက်မှာအာနာကိုလက်နက်အားကိုနဲ့လူရက်သွားပြီးရဲ့နောက်တနိုင်ငံလုံးစိတ်ပိုင်းဆိုင်ရာသမဂ္ဂအပြင်လောကမှာမှောင်နဲ့မဲမဲဖြစ်သွားကြရပါတယ်ဒါပေမဲ့ဒီလိုမှောင်နဲ့မဲမဲဖြစ်သွားရခြင်းက၎င်းတို့နဲ့ဘလို့မှမဆိုင်တဲ့အလားတရုတ်ရဲ့မြေဆုံစီမံကိန်းကိုရပ်ဆိုင်းခဲ့ရတာဖြစ်တာကြောင့်ဖြစ်တယ်လို့အဆက်ကင်းမဲ့စွာပြောဆိုလာပါတယ်၎င်းတို့ဖို့က၅နှစ်တာ ပြည်သူအစိုးရလက်ထက်မှာလျှက်စစ်တာဖူလုံစွာရရှိရဲ့အဖြစ်ကိုထမင်းစားကြီးရဲ့လူတိုင်းသိရှိ ီနားလည်ထားတာကိုလစ်လီယူရှုပြီးရှေးပဝေနတီကဖြစ်ခဲ့လီဟန်ပစတဲရှိရာသူယူသူရန်ပြောလာခြင်းဖြစ်ပါတယ်။ မြစ်စုံမှာမဂဝဲ6တောင်းထုတ်လုပ်နိုင်စွမ်းရှိလို့လက်ရှိနယ်ပေါင်းလိုက်ရင်ပိုတောင်ပုံနေမယ်လို့၎င်းပြောသည်များတလုံးတပါရာမှပြန်မပြောရဲခေါင်းညိမ့်မဲ့လူတွေကိုထုတ်ပြောလာပါတယ်2023ဩဂုတ်လမှာတိုင်းပြည်ရဲ့လျှက်စစ်တပ်လိုအပ်ချက်ရ90ရာခိုင်နှုန်းနောက်ပြည်မီအောင်ဖြည့်ဆည်းပေးနိုင်ခြင်းမရှိတော့ဘူးလို့၎င်းတို့ကိုယ်တိုင်ဝန်ခံသွားပြီဖြစ်ပါတယ်ဒါပေမဲ့ဒီလိုဖြစ်ရခြင်းရဲ့အဓိကတင်ရခံကမြစ်စုံစဲရဆိုင်ခဲ့တာကြောင့်ဖြစ်တယ်လို့ပေါ်ပေါ်ထင်ထင်လွှဲချလိုက်ပြီးဖြစ်ပါတယ်အဲ့ဒီထဲမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြတ်လို့ဖြည့်ဆည်းလုပ်နေရလို့လဲပူးတဲ့တင်ရခံဖြစ်ထည့်သွင်းခဲ့ကြ ာပြန်ပါတယ်အခုအခါမှာတော့ရန်ကုန်ကိုတနေ့လည်၈နာရီ၂ချိန်ခွဲပြီးပြီးနေတဲ့ဖြစ်ရောက်လာတယ်ဒီဖြစ်မှာတက်တာလို့တက်တာညာစူလာပြားရီတက်ကြဖို့အနိတ်တမန်စေများစောက်ကြဖို့ညွှန်ကြားလာတယ်ဒါပေမဲ့၎င်းကိုအကြံပေးသူကအနိတ်တမန်စေကို drone machine လူကိုရေနစ်တက်တဲ့စက်ကြီးအဖြစ်အမည်ပေးထားတယ်ဆိုတဲ့အချက်ကိုတော့ခြံလက်ထားခဲ့ပုံရပါတယ် ရေဟာတမန်အောက်ကိုကျသွားပြီလို့ဟိုက်ဒရိုလစ်စီကြောင်းလို့ခေါ်တဲ့ရေပြန်လဲစီစဉ်ဖြစ်ပေါ်လာစေတယ်။အဲ့ဒီရေစီကြောင်းကရှေပေါ်မှာပေါ်နေသမျှအရှာမှန်သမျှကိုတမန်မျက်နှာပြင်စီပြန်ဆွဲသွားတဲ့အတွက်ရေထဲကျသွားတဲ့လူတွေလီတွေကအဲ့ဒီစီကြောင်းထဲမှာပိတ်မိနေပြီးရုံထွက်ဖို့လွန်စွာခက်ခဲတယ်လို့ကျွမ်းကျင်သူတွေကထောက်ပြထားကြတာဖြစ်ပါတယ်။၎င်းတို့စီစဉ်သမျှကြည့်မယ်ဆိုရင်လူလူအတွက်ကြရောက်လာမဲ့ဘေးအန္တရာယ်တွေကိုမြည်တိခါခါမှထည့်သွင်းစဉ်းစားကြခြင်းမရှိတာကိုအထင်အရှားတွေ့ကြရမှာဖြစ်ပါတယ်။စစ်တပ်မီဒီယာတွေကလျှက်စစ်ဒုတိယ ရားဝယ်ကြီးဦးဆောင်တဲ့ကော်မတီမှသူတည်တနာနည်းပညာရီနဲ့လူမှုဆက်ဆံရေးကိုကိုင်တွယ်ဖို့တရုတ်ကုမ္ပဏီများနဲ့ပူးရဲဆောင်ရွက်သွားမယ်လို့ထုတ်ပြန်လာခဲ့ပါတယ်။၎င်းတို့ဖို့ကတရုတ်ဩဇာမလွန်ဆန်နိုင်လို့တိုင်းပြည်တရားစာတရီကိုလက်ညှိုးထိုးယောင်းစားဖို့ဝေမလီဖြစ်နေတော့လေပြည်သူတွေကတော့ထွက်ရှိရဲ့ဓာအများစုကိုတရုတ်ပြည်ကိုသာပြန်တင်ပို့ရမယ်။ဆင်ရဲ့တီနီယာကပြည့်ရွေကျော်အနီမှတရှိလို့ရှိကိုအနီရရှိမယ်။အေယာရီမြင့်ရေးစီးချောင်းကိုဖျက်တောက်ခံရမှာဖြစ်ပြီး မြင်းအောင်ရှိဇီဝမျိုးကွဲများနဲ့လူများရဲ့အတက်မွေးဝမ်းကြောင်းမှုကိုထိခိုက်လာမယ်။တရုတ်ကိုကန်ထရိုက်မပေးမီပွင့်လင်းမြင်သားမှုမရှိဘဲလူလူနဲ့ညှိနှိုင်းဆွေးနွေးမှုမရှိဆိုတဲ့အချက်လေးချက်နဲ့အပြင်းထန်ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။မိမောင်လိုင်းရဲ့ဆေးအုပ်စုက၎င်းတို့ဆက်ပြီးရှင်သန်နိုင်ဖို့အတွက်လူလူကိုမျက်ကွယ်ပြုကတရုတ်ပြောသမျှလိုင်းလုံးနေရတဲ့ရုပ်သီးဘဝရောက်ရှိနေပြီဖြစ်ပါတယ်။ဆေးအာနာရှင်တို့ရဲ့ကြုံဘဝနဲ့ပဲအေးအေးချမ်းချမ်းနေလူသူတွေကမရှိမဟုတ်ရှိနေမှသာဖြစ်ပါတယ်။အခုကအေးအေးချမ်းချမ်းနေလို့တော့မှမရတော့ဆေးအာနာရှင်တွေက၎င်းတို့ကြုံပြုတ် နေရုံနဲ့အားမရသေးပဲတရုတ်တို့ရဲ့စီးပွားရေးနေချက်လာမှုကိုလက်သင့်ခံခေါ်သွင်းပြီး၎င်းတို့လက်ညှိုးညွှန်ရာရှိဖြစ်မယ်လို့တောင်မှအာမဘန်တီခံလာကြပြီးဖြစ်ပါတယ်။ ဒီလိုတရုတ်တို့စီးပွားရေးရာကြုံပြူလာရမှာကြုံတွေ့လာရမယ့် NDAC ကိုလိုင်းတာရရှိချမ်းဟီဆက်ယုံမှာအလို့သမားတွေကမြည်သူတအုပ်တရားမှာမလုံဝင်တဲ့အချိန်ခါမျိုးမှာပထမအဦးဆုံးအုံမောင်းခောက်ပြီးရဲဝော့စွာတက်လက်နှိုးဆော်လိုက်ပြီးဖြစ်ပါတယ်။မိမောင်လိုင်းကတော့၎င်းကိုမော်စကိုမှာလက်ခံတွေ့ဆုံခဲ့မှုကိုကျေးဇူးဥပဒေအရတင်လာတဲ့အတွက်တရုတ်တို့မျက်စိကျနေတဲ့မြစ်ဆုံကိုတရုတ်လက်အနိုင်ပေါ်ကြံစီနေပြီဖြစ်တယ်လို့ရှိသားထားပါတယ်။နောက်ထပ်တပုတ်အနေနဲ့မင်းလာမှာစစ်တပ်စစ်ကြောင်းကိုစောင့်ကြိုတိုက်ခိုက်နေမှုစစ်သား၁၀ဦးသေဆုံးပြီးတော်ထဲမှာဖြစ်တယ်လို့ဆွန့်ပစ်ခဲ့တဲ့စစ်သား လောင်လီလောင်ကို PDF ကတင်ဆက်ရရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ပဲခူးတိုင်းမင်းလာမြို့နယ်အပိုင်းပဲခူးယူမမှာတက်လာတဲ့အတန်းဖက်စစ်တပ်စစ်ကြောင်းကိုစောင့်ကြိုတိုက်ခိုက်ရာစစ်သား၁၀ဦးသေဆုံးပြီးတောထဲမှာဖြစ်တယ်လို့စွန့်ပစ်ခဲ့တဲ့အလောင်းလီလောင်းကိုတိမ့်ဆိတ်ရရှိခဲ့ကြောင်းတာယာဝရီခရိုင် PDF မှာတာဝန်ရှိသူတအုပ်ကပြောပါရယ်မေလ22ရက်နေ့ည7:00မိနစ်30ခန်းမှာမင်းလာမြို့နယ်အပိုင်းပဲခူးယူမတဲ့ရှိခါချင်းတောင်ပေါ်ကိုစိန်ကန်လန်မြို့ချောင်းရှိုးမဖြက်ကျော်အလန်းတိုင်းခြေလင်းတက်လာတဲ့အင်အားတရာကျော်ပါအတန်းဖက်စစ်တပ်စစ်ကြောင်းကိုဟန်းယူလန်းဆောင်တဲ့ပြင်ကရိုကင်းရွာကြားရှိတရုတ်ပေါက်ကြောက်ကုန်းဒီမှာတာယာဝရီခရိုင်တိုင် င်း3800တက်ခွဲ9ပြူဟာစစ်ကြောင်းမှာတော်လိုင်းတပ်ဖွဲ့တွေကစောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့တနအိုင်ကန်အပြန်လဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား10ဦးထပ်မင်းသေဆုံးကအများအပြားထဏ်ရာရရှိပြီးပန်ပွေးကုန်းရွာဘက်ကိုတက်ပြတ်ပြီးဆုတ်ခွာထွက်ပြေးသွားကြောင်းသိရပါတယ်။မေလ23ရက်နေ့မနက်9:30မိနစ်30ခန်းမှာတိုက်ပွဲတွင်သေဆုံးသွားတဲ့စစ်သားလောင်းတွေကိုလာကောက်တဲ့စစ်တပ်စစ်ကြောင်းနဲ့တော်လိုင်းရဲဘော်များထိတွေ့တိုက်ပွဲ15မိနစ်ခန့်ထပ်မံဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှလက်နက်ကြီး ီတွေနဲ့ဇက်တိုက်ပြခတ်ခဲ့တာကြောင့်တော်လိုင်းရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရပါဗျ။ မေလ24ရက်နေ့မနက်၈နာရီခန့်မှာတော်လိုင်းရဲဘော်တွေကတိုက်ပွဲဖြစ်ပွားရာနေရာနီးနေမြေရှင်းလင်းရေးပြုလုပ်စဉ်စစ်တုံးပစ္စည်းများတင်းဆဲရရှိခဲ့ပြီးကြောက်ကဘာအတွင်းပြစ်ချထားတဲ့စစ်သားအလောင်း၃လောင်းဖြစ်တယ်လို့မြေမြုပ်ထားတယ်။စစ်သားအလောင်း၃လောင်းနဲ့သွေးရိုင်ကွက်တွေကိုတွေ့ရှိခဲ့ရပြီးစစ်သားအလောင်းတွေကိုကောင်းမွန်စွာမြေမြုပ်တချို့ပေးခဲ့ကြောင်းသိရပါတယ်။အခုတိုက်ခတ်ခဲ့တဲ့စစ်ကြောင်းကမုတ်ခါဆဲမှာမွေကိုက်ရင်နစ်ခဲ့တဲ့ကောင်တွေပဲအဲ့ဒီကောင်တွေကိုညပိုင်းမှာစောင့်ကြိုတိုက်ခတ်ခဲ့တာဖိုးလေးဆိုပြီးစကားပြောပြီးတက်လာတဲ့ကောင်ကိုအရင်ဆုံး၄၀မမနဲ့ပြစ်ချလိုက်ပြီးထိတွေ့တိုက်ပွဲတွေဆဖြစ်တာပေါ့ ိုက်ပွဲမှာစစ်ခွေးဆယ်ကောင်တည်တယ်။နေမြေရှင်းလင်းရေးလို့တော့ပုတ်စော်ထွက်နေတဲ့နေရာတွေကိုတွေးလို့တူကြည့်တာကျင်းတကျင်းနဲ့စုပြီးမြုပ်ထားတယ်။အလောင်း၃လောင်းနဲ့ကြောက်သေးပြစ်ချခံရတဲ့အလောင်းတစ်လောင်းကိုတင်ဆက်ရရှိခဲ့တယ်လို့တာယာဝေကန် PDF မှာတာဝန်ရှိသူတအုပ်ကပြောကြားခဲ့ကြောင်းသတင်းမှဖော်ပြပါရှိပါရရှင်။